နေစင်မနက်ဒေသနာစီစဉ်ကနေပြန်လဲတဖန်ကျူဆူနှုတ်ခွန်းဆက်တာလိုက်ပါတယ်ဒီကနေ့မနေ့အားလုံးနဲ့အတူတူခံယူတိစောက်ခြင်းနဲ့နှုတ်ကပတ်တော်ခေါင်းစဉ်လေးကတော့ယုံကြည်ခြင်းရဲ့ပြောင်းလဲမှုတက်တည်ဆိုတဲ့ခေါင်းစဉ်လေးနဲ့အတူတူခံယူတိစောက်သွားခြင်းတာဖြစ်ပါတယ်အခြေပြုခြင်းတကြံဖတ်ပါမယ်ရှင်လုကာခရစ်ဝင်ခန်းကြီး19အငယ်1ကနေ30အထိဖြစ်ပါတယ်ယေရှုဒီယေကြီးခေါ်မျိုးတို့ဝင်၍လျှောက်သွားတော်မူ၏ ထိုအခါဇက်ခဲအမိရှိသောအခွန်ကောင်းတစ်ယောက်ရှိထိုသူသည်ငွေရတတ်သောသူဖြစ်ယေရှုသည်အဘယ်သို့သောသူဖြစ်ဒီကိုထိုသူသည်ကြည်လို၍လူအစုအဝေးများသောကြောင့်မိမိအရက်လည်းနှိမ်ဒီဖြစ်၍မမြင်နိုင် ထိုကြောင့်ကြွတော်မူမိလမ်းတွင်ရှေ့သို့ပြေး၍ကိုတော်ကိုမြင်အံ့တော်ငါတပန်းပင်တပင်ကိုတက်လေထိုအရက်တို့ယေရှုသည်ရောက်တော်မူသောအခါမျောကြီး၍ထိုသူကိုမြင်တော်မူလင်ဇက်ခဲမြန်မြန်ဆင်းလော့ တင်ဤအိမ်၌ယနေ့ငါတဲနေမီဟု မိန့်တော်မူ၏ဇက်ခဲဒီအလင်အမြန်ဆင်း၍ဝမ်းမြောက်သောစိတ်နှင့်ကိုတော်ကိုမိမိအိမ်၌ဧကံလေထိုအကြောင်းကို လူအပေါင်းတို့သည်မြင်လျင်သိုးတော်သူဤအိမ်တို့ဝင်၍လောက်ကျွေးချင်းကိုခံတော်မူပါသည်တကားဟုကဲ့ရဲ့ပြစ်တင်ကြ၏ဇက်ခဲဒီလည်းရက်နေ၍သခင်အကျွန်ုပ်၏ဥစ္စာတဝက်ကိုစင်းရဲတော်သူတို့အားပေးပါ၏ တဆုံတယောက်တော့သူဤဥစ္စာအနှဲငယ်ကိုအကျွန်ုပ်ယူမိလင် လေးစပြန်၍ပေးပါ၏ဟုသခင်ဖျားကို ရှောက်ဆို၏ယေရှုကလည်းဤသူဒီအာဗြဟံဤသားဖြစ်သည်နှင့်အလျောက်ယနေ့ပင်ကယ်တင်တော်မူခြင်းဂျေဇုသည်ဤအိမ်အပေါ်မှာတက်ရောက်လေ၏လူသားဒီပျောက်တော်သူတို့ကိုရှာ၍ကယ်တင်အံ့တော်ငါကြွလာတည်းဟုဇက်ခဲကိုမိန်တော်မူ၏အချိန်တော်ကသခင်ယေရှုခရစ်တော် လူဇာတိခံယူပြီးတော့မှလူတွေအားလုံးကိုတရားဟောပေးနေတဲ့ကာလလူတွေကိုကုသပေးနေတဲ့ကာလသခင်ယေရှုခရစ်တော်နာမည်ကြီးနေတဲ့ကာလဖြစ်ပါတယ်ဆိုတော့တရေကြတော့တဲ့သခင်ယေရှုခရစ်တော်နဲ့တပည့်တော်တို့ဟာယေကြီးခေါ်မြို့ကိုဝင်လာတယ်တဲ့ယေကြီးခေါ်မြို့မှာလူတယောက်ရှိတယ်အဲ့ဒီလူရဲ့နာမည်ကဇက်ခဲတဲ့နော်လူတွေအားလုံးရဲ့အမုန်းကိုခံရတဲ့လူတယောက်ရှိတယ်ဘာလို့လူတွေရဲ့အမုန်းကိုခံရလဲဆိုတော့သူဟာအခွန်ခံကောင်းတယောက်ဖြစ်တယ် ဘာလို့အဲ့ဒီခေတ်မှာအခွန်ခံတွေကိုပီတူလူထုတွေကမုန်းလဲဆိုတော့အဲ့ဒီခေတ်ရဲ့ background နဲ့တအားဆက်ဆိုင်ပါတယ်အဲ့ဒီခေတ်မှာအေဆွေးလူမျိုးတွေဟာယောမအစိုးရရဲ့လက်အောက်မှာကျွန်ခံနေရတဲ့ကာလဖြစ်တယ်ဒါကြောင့်ယောမအစိုးရကအေဆွေးလူမျိုးတွေကိုသူတို့လူမျိုးထဲကလူတွေကိုရွေးကောက်ပြီးတော့မှ အခွန်ခံခိုင်းတာတနည်းအားဖြင့်ကိုယ့်ရဲ့လူမျိုးအပေါ်မှာအခွန်ကောက်ပြီးတော့မှ ရန်သူဖြစ်တဲ့ယောမကိုဆက်တနေတဲ့ဒီနေ့ခေတ်နဲ့ပြောမယ်ဆိုရင်ဒလန်ပြောရမလားနော်ဒလန်လို့ဆွဆွဲရမှာပေါ့နော် ဆိုတော့အဲ့လိုမျိုးလူတယောက်ရှိတယ်တဲ့အဲ့ဒီအဲ့ဒီလူကဇက်ခဲလို့ခေါ်တယ်အာတာမန်အခွန်ကောက်တော့မဟုတ်ဘူးနော်အခွန်ကောက်တွေရဲ့ခေါင်းဖြစ်တယ်တဲ့အခွန်ခေါင်းအခွန်ကောက်တွေရဲ့ခေါင်းဆောင်ဖြစ်တယ်တဲ့ဆိုလိုချင်တာကယောမအစိုးရကအခွန်အခွန်ခံတွေကိုတကြက်ကောက်ခိုင်းတယ်ဆိုရင်တို့က၄၅ကြက်လောက်ကောက်တယ်ယောမအစိုးရကတို့တရာကောက်ခိုင်းရင်တို့က၄၅ပြန်ကောက်တယ်ကိုလူမျိုးအချင်းချင်းကိုတစ္ဆာဖောက်တာပေါ့နော်ယန်တူကို အဖေခေါ်ပြီးတော့မှကို့လူမျိုးအချင်းချင်းပေါ်မှာတစ္ဆာဖောက်တယ်ဒါကြောင့်လူတွေအားလုံးကအခွန်ကောက်တွေကိုတအားမုန်းတယ်အဲ့ဒီချိန်တုန်းကဒါကြောင့်ဇက်ခဲကိုလူတွေတအားမုန်းတယ်တရက်ကြတော့ဖြစ်ဖြစ်ဖြစ်ချင်တော့အာဇက်ခဲရှိတဲ့မြို့မှာလေယေရှုခရစ်တော်ရောက်လာတယ်တဲ့ယေရှုခရစ်တော်လာမယ်ဆိုတဲ့သတင်းကိုတမြို့လုံးကြားတယ်တမြို့လုံးကြားတဲ့အတွက်ကြောင့်ဇက်ခဲလည်းကြားလာမှာကြားလားကြားတယ်ဇက်ခဲလည်းကြားတဲ့အခါမှာဇက်ခဲကတအားစိတ်ဝင်စားတယ် ယေရှုခရစ်တော်ကိုမြင်ခြင်းနဲ့တွေ့ခြင်းနဲ့ဒါပေမဲ့လူတိရှင်ကြားတွားမှမတွေ့ရဘူးဘာလို့လဲဆိုတော့ဟိုလူတွေအများရှိမှသူကယေရှုကိုတော့တွေ့တယ်ဆိုရင်အာလူတွေကသူ့ကိုယေရှုကိုတိုင်ပြောမှကြောက်တယ်ယေရှုရေဒီတရားတော်ငါတို့ကိုဟိုဘာလဲခေါင်းပုံဖြတ်နေတဲ့အခွန်ခံပဲဆိုမှယေရှုအရှိမှလူတွေကသူ့ကိုဝိုင်းစော်မှကြောက်လို့သူကလူသူရှိမှမထွက်ရဘူးဒုတိယအကြောင်းရင်းကသူကအရက်ပူတဲ့အတွက်ကြောင့်လူသူရှိမှမတိုးရဘူးတိုးရင်လဲသူကယေရှုကိုမြင်နိုင်မှာမဟုတ်ဘူး ဲ့တော့ तू စဉ်းစားတယ်ဘယ်လိုလုပ်ရမလဲဆိုတော့ဒီနှစ်ခုလုံးကိုပြည်လဲဖို့ရန်အတွက် तू အကြံကောင်းတစ်ခုရတယ်ယေရှုလာမယ်ဆိုတဲ့လမ်းမှာတစ်ပင်တပင်လေးရှိတယ်တဖန်းပင်အဲ့ဒီတဖန်းပင်အပေါ်မှာ तू တက်ပြီးတော့မှကြိုတင်စောင့်နေမယ်ဆိုမှ तू အကြံရတယ်အဲ့တော့ယေရှုလာတဲ့နေ့မှာပဲ तू ကတဖန်းပင်ပေါ်တက်ပြီးတော့မှကြိုတင်စောင့်မှစောင့်ကြည့်နေတယ်ယေရှုလည်းလာတယ် ယေရှုလာတဲ့ခါမှာ तू ကစိတ်ဝင်တစားနဲ့ကြည်တာပေါ့အာဒါပဲဒါလားယေရှုဆိုတာဒါလားဆိုမှ तू မျောလင့်ချက်ကြီးကြီးမားမားနဲ့စိတ်ဝင်တစားနဲ့ကြည်နေတဲ့ခါမှာယေရှုကရှောက်ရင်ရှောက်ရင်နဲ့အဲ့ဒီတစ်ပင်အောက်နားရောက်တော့ခြေလမ်းရက်လိုက်တယ် तू ကပုံမှာယင်ယင်တွေခုံလာပြီဟာယေရှုငေါ့တိရလားပေါ့နော်ငါဒီမှာရောက်နေတာ तू တိရလားပေါ့တကယ်လဲဟုတ်တယ်ယေရှုခရစ်တော်ကတစ်ပင်အောက်မှာရောက်တာနဲ့သူ့ကိုချစ်ချင်းမျောကြည့်ပြီးတော့မှဇက်ခဲဇက်ခဲဆင်းလာပါဆင်းလာပါ ငါဒီနေ့ညနေ့အိမ်မှာတဲခိုမှာနော်အဲ့လိုပြောလိုက်တဲ့အခါမှာ "तू ကတစ်ဖက်မှာကြောက်တစ်ဖက်မှာပျော်ဘာလို့ကြောက်လဲဆိုတော့ယေရှုခရစ်တော်ကတကယ်ဟိုဘာလဲတရားများသားတဲ့အရှင်သခင်လေ။ဒါကြောင့်သူ့အမြအပြစ်စီရင်တော့မလားဆိုမှ तू ကြောက်တယ်။ပျော်ရွှင်တာကကြတော့ဟောဒီလောက်ဟိုနာမည်ကြီးတဲ့ဖြောင့်မတ်တန့်ရှင်းတဲ့တရားများသားပါတယ်ဆိုတော့အရှင်သခင်ကငါငါလိုအပြစ်အပြစ်ရှိတဲ့အိမ်ပေါ့နော်။ငါလိုလူတွေအားလုံးမုန်းနေတဲ့ အိမ်မှာလာတဲခိုတယ်ဆိုတော့ तू တအားပျော်သွားတယ်ပျော်လဲပျော်ကြောက်လဲကြောက်အဲ့တော့ချက်ချင်းဆင်းလာမှသခင်ယေရှုခရစ်တော်သူ့အိမ်မှာခေါ်မှတက်ခံတယ်ပေါ့နော်ဆိုတော့တခင်ယေရှုခရစ်တော်လည်းသူ့စီမှာရောက်လာတဲ့ခါမှာသူ့ကိုနောင်တနဲ့ဆက်ဆိုင်တဲ့တရားတွေဟောပေးတယ်ကယ်တင်ခြင်းတရားဟောပေးတယ်အဲ့နေရာမှာဇက်ခဲကပြောင်းလဲသွားတယ်ဇက်ခဲကယေရှုကိုယုံကြည်သွားတယ်ယုံကြည်တဲ့တတ်တည်အနေနဲ့ဇက်ခဲကကျမ်းစာထဲမှာဘယ်လိုဖော်ပြလဲဆိုတော့ သခင်ကိုသူဂတိပေးတယ်ဘလို့ဂတိပေးလဲဆိုတော့ဇက်ခဲတီလဲရက်နေရွေးသခင်နဲ့အကျွန်ုပ်ဥစ္စာတဝက်ကိုစင်းရတော့သူအားပေးပါဤတဆုံတယောက်တော့သူဤဥစ္စာကိုကျွန်တော်အနှဲငယ်ယူမိပါက လေးစပြန်၍ပေးမိတဲ့သခင်နဲ့ကျွန်တော်ပြောင်းလဲလာပြီတဲ့သခင်ပြောတဲ့နောင်တတရားနဲ့ဆက်ဆိုင်တဲ့ကေတင်ချင်းတရားကိုကျွန်တော်နားလည်ပြီးမှလက်ခံသွားပြီကျွန်တော်ယုံကြည်ပြီတဲ့ဒါကြောင့်ကျွန်တော်အသက်တာပြောင်းလဲသွားတဲ့တက်တည်အနေနဲ့ကျွန်တော်စင်းရဲသားကိုကျွန်တော်ဥစ္စာတဝက်ခွဲပေးမယ်တဲ့ကြံတဝက်ကိုတော့ကျွန်တော်ဘဒုကို ဟုတ်ပါလေညစ်စားမိကျွန်တော်ဘသူ့ကိုခေါင်းပုံဖြတ်မိကျွန်တော်လေးဆလေးဆပြန်တစ်ခါယော်ပေးမယ်တဲ့အဲ့တော့တခင်ရှခွတ်တော်ဘာပြောလဲဆိုတော့ကေတင်ချင်းကတော့ဒီအိမ်မှာရောက်လာပြီဒီအိမ်ကလူကေတင်ချင်းရပြီဆိုပြီးမှတခင်ရှခွတ်တော်ကကြေညာပေးတယ်ဖော်ပြပေးတယ်ဇက်ခဲကိုပြန်ပြောပေးတယ်ဒီနေရာမှာကျွန်တော်တို့ဘာကိုသင်ခန်းစာယူရလဲဆိုတော့ယုံကြည်ခြင်းရဲ့ပြောင်းလဲမှုတက်တည်ကျွန်တော်မေးချင်တယ်အခုနားထောင်နေတဲ့သူတွေကိုသင်ရှခွတ်တော်ကိုယုံကြည်လား ယုံကြည်တယ်ဆိုလို့ရှိရင်ကျွန်တော်မေးချင်တယ်တင်းရဲ့ယုံကြည်ခြင်းကတင်းရဲ့အတ္တတာကိုဘာတွေပြောင်းလဲပေးနေပြီလဲအရင်တော့ကလူဆိုးအခုလဲယေရှုကိုယုံလဲလူဆိုးပဲလားအရင်တော့ကမူးယစ်စေဝါသုံးဆွဲတယ်ယေရှုခရစ်တော်ယုံပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီအတိုင်းပဲမူးယစ်စေဝါကိုသုံးဆွဲနေသလားအရင်တော့ကဆဲတဲ့ဆိုတဲ့စကားတွေပလူပြဲနေရပဲဆဲတတ်တယ်ယေရှုခရစ်တော်ယုံပြီးတဲ့နောက်ပိုင်းမှာအဲ့လိုပဲဆဲဆိုနေရလားတကယ်လို့ယေရှုခရစ်တော်ကိုယုံပါတယ်ယုံပါတယ်ယုံပါတယ်ဆိုမှမပြောင်းလဲဘူးဆိုလို့ရှိရင်အဲ့ဒီဟာ ခရိယံအတုပဲဖြစ်ပါတယ်နော်စစ်မှန်တဲ့ခရိယံမဟုတ်ဘူးကဲတင်ချင်းရတဲ့ခရိယံမဟုတ်ဘူးတကယ်စစ်မှန်တဲ့ကဲတင်ချင်းရတဲ့ခရိယံကယုံကြည်ခြင်းရဲ့ပြောင်းလဲမှုတက်တည်ရှိရတယ်ဇက်ခဲကိုကြည့်ပါလားဇက်ခဲကပြောင်းလဲသွားပြီဆိုပြီးတော့မှဆက်ပြီးတော့မှအခွန်အခွန်ခံမှညစ်စားတဲ့သူမလုံတော့ဘူးသူ့ရဲ့အတ္တထဲမှာလေသူဆက်ပြီးမှအဲ့လိုခေါင်းပုံဖြတ်မှာတော့မဟုတ်တော့ဘူးဒါကိုကျွန်တော်တို့ကောင်းကောင်းနားလည်ရတယ်ဘာလို့လဲသူ့အတ္တပြောင်းလဲသွားပြီ ဆိုလိုချင်တာကယေရှုခရစ်တော်ကိုယုံကြည်တဲ့သူတယောက်ကအသက်တာပြောင်းလဲတဲ့တတ်သိရှိကိုရှိရတယ်။ကျင်းကနောက်တစ်ချက်မှပြောတယ်လေနစ်ကောခန်းကြီးငါအငယ်ဆက်ခွန်မှာလူမီဒီကခရစ်တော်၌ရှိရင်အသက်ပြုတ်ပြင်တော့တတ်တော်ဝါဖြစ်ဟောင်းတော့အရာတို့ဒီပြောင်းလဲ၍ခတ်သိမ်းတော့အရာတို့ဒီအသက်ဖြစ်ကြပြီ။ချစ်တော်ညီကိုမောင်မတော်တင်ယေရှုခရစ်တော်ကိုယုံကြည်တယ်ယုံကြည်တယ်ယုံကြည်တယ်လို့ပြောတာကျွန်တော်မေးချင်တယ်တင်ပြောင်းလဲပြီလား။တင်ရဲ့အသက်တာပြောင်းလဲသွားပြီလား။ ဆိုးွားတဲ့အခြေအနေကနေဒီကနေ့ပြောင်းလဲလာ ကောင်းလာတဲ့အခြေအနေကိုရောက်ရှိပြီလားအဲ့ဒီလိုတက်တည်ရှိတဲ့သူမှစစ်မှန်တဲ့ယုံကြည်သူဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အတ္တကိုစစ်ဆေးရအောင်ငါကတော့ဒီတိုင်းပဲကွာငါအချင်းကဒါမျိုးပဲငါငငယ်တော့ကတော့ဒါမျိုးဒီဒီတိုင်းပဲအခုထိလည်းဒီတိုင်းကျွန်တော်ပြောမယ်အခုထိဒီအတိုင်းတင်မပြောင်းလဲသေးဘူးဆိုလို့ရှိရင်ယေရှုခရစ်တော်၌ပြောင်းလဲတဲ့သူမဟုတ်သေးဘူးတင်ယေရှုခရစ်တော်ကိုယုံကြည်ပါတယ်ဆိုမှခရစ်ယာန်နစ်ဆယ်ချီလုံနေရင်လဲ ခရိယန်အတုပဲဖြစ်နေသေးတယ်ကျွန်တော်ပြောပြမယ်။ဒါကြောင့်ယေရှုခရစ်တော်မှာပြောင်းလဲတဲ့တက်တည်ရှိပါစေ။သင်တက်တာထဲမှာဘာပြောင်းလဲတဲ့တက်တည်ရှိပြီလဲ။ comment ထဲမှာရေးသွားကြည့်အောင်။တကယ်ပါဆရာကြီးဆရာပြောထားတဲ့ပြောတဲ့အတိုင်းပဲကျမ်းစာကပြောတဲ့အတိုင်းပဲယေရှုခရစ်တော်ကိုယုံကြည်ပြီးတဲ့နောက်ပိုင်းမှာတကယ်ပြောင်းလဲလာတာပါဆိုတော့တက်တည်ခံချက်တခွန်းတခွန်းကို comment ထဲမှာရေးသွားကြည့်ပါ။ဖတ်ရှုတဲ့သူတွေလည်းခွန်အားရသွားအောင်ဘုရားသခင်ကောင်းချီးပေးပါစေ။ယုံကြည်ခြင်းရဲ့ပြောင်းလဲမှုတက်တည် ယေရှုခရစ်တော်ကိုယုံကြည်ပါတယ်ယုံကြည်ပါတယ်လို့ပြောရင်ကယ်တင်ခြင်းရတဲ့သူတယောက်မှာပြောင်းလဲမှုဆိုတာရှိရတယ်မပြောင်းလဲပဲနဲ့အတ္တတာမပြောင်းလဲပဲနဲ့တော့ယုံကြည်သူခရစ်ယာန်ပါလို့ပြောလို့မရသေးဘူးဒါကြောင့်အတ္တတာပြောင်းလဲမှဖခင်ဘုန်းတော်ထင်ရှားတဲ့သူများဖြစ်ကြပါစေလို့ခွန်အားပေးနဲ့နှိကုံချုပ်ပါတယ်အတူတူကဆုတောင်းရအောင်ဂျေဇုရဲ့ချီးမွမ်းတဲ့ကိုတော့ဒီကနေ့မနက်မှလည်းယုံကြည်ခြင်းရဲ့ ြောင်းလဲမှုတက်တယ်ဆိုတဲ့ခေါင်းစဉ်လေးနဲ့ကျွန်တော်တို့ကိုကျွန်တော်တို့စမ်းစစ်ခိုင်းတယ်တန်ရှင်တော်ဝိညာဉ်တော်ဂျေဇုတင်တယ်အကယ်ပဲခရစ်တော်၌အသက်ပြုပြုံတော်အသက်တာရှိဖို့ရန်တန်ရှင်တော်ဝိညာဉ်တော်ဆလမစားပါမိအကြောင်းဂျေဇုတော်ချီးမွမ်းလဲဆုတောင်းတဲ့ခါမှာကေတင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါသည်ဖဖခင်အာမင်တယောက်ချင်းစီတိုင်းကိုဖျားရှင်တာ၍ကောင်းချီးပေးပါစေတော်